မင်္ဂလာပါရှင်ငလင်ဘေးအန်တရသိန်းပြည်သူများကရနီပြည်အတွင်းလာရောက်ခုလုံနိုင်ကြောင်း IAC ချိုးဆိုတဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်ငလင်ဘေးအန်တရကြောင်းကရနီပြည်နယ်အတွင်းလာရောက်ခုလုံလို့တဲ့ပြည်သူများရှိပါက လာရောက်ခုလုံနိုင်ကြောင်းကရနီပြည်ကြာကလာအချို့ရောက်ကောင်စီ IAC ကချိုးဆိုထားပါတယ် မနေ့မလ28ရက်နေ့မုံလွယ်တနအိခံမှာပြင်းအားခွန်တတမခွန်ရီချက်စတာစကေးရှိတဲ့အင်အားပြင်းငလျင်တစ်ခုကစကိုင်းမြုပ်အနီးကိုပိုဟိုပြုတ်ပြီးတော့လောက်ခတ်ခဲ့တာကြောင့်မြန်မာနိုင်ငံတဝန်းလုံးငလျင်ဘေးအန်တီရကိုခန်းဆားခဲ့ရပါတယ်အဲ့ဒီငလျင်ဘေးအန်တီရကြောင့်ပါတာရဲ့အဆောက်အအုံများအပါအဝင်း လန်တရာအဆောက်အုံများနဲ့ဆယ်မြောင်းတာတမန်များပြိုကျပျက်စီးခဲ့ပြီးတော့ပြည်သူများထိခိုက်သေးဆုံးမှုများစွာရှိခဲ့တာကြောင့်အထူးပင်ဝန်내ကြေကွဲရပါကြောင်း IC ကဆိုထားပါတယ်။ Greeny PT လည်းငလျင်လုတ်ခတ်မှုတံကိုတက်ရောက်ခန်းစားခဲ့ရပြီးထိခိုက်ပျက်စီးမှုအများအများမရှိခဲ့ပေမဲ့ပြည်သူများတုံလုံး၆ချနေကြပြီးငလျင်လုတ်ချင်းဘေးအန်တရကိုဆက်လက်တည်ထားနေရကြောင်းဆိုထားပါတယ်။ ငလျင်တန်ရဲ့နောက်ဆက်တွဲအနေနဲ့ပြည်သူများအငတ်ပေးနဲ့ပုံမှုကြုံလာနိုင်ပြီးတော့ဘေးထွက်ဆိုးကျိုးများရှိလာနိုင်တဲ့အတွေ့ပြည်သူများအနေနဲ့တက်ဆိုင်ရာဒေတန္တရာအုပ်ချုပ်ရေးအဖွဲ့များကုငီကက်ဆက်ရေးအတင်းများနဲ့ပူပေါင်းပြီးတဘောဘေးအန်တီရဲ့ဆာယာချိုတင်ကာကွယ်ပြင်ဆင်မှုများပြုလုပ်ကြပါရန်အတိပေးထားပါတယ်။ဒါအပြင်တရားမဝင် အာနာသိန်းစစ်တမ်းမှာ ငလျင်ပေးကိုအကြောင်းပြုပြီးတော့ပုံမိုဆိုးရွားတဲ့ဖိနှိပ်ကန့်တတ်မှုများလောက်ဆောင်လာနိုင်တဲ့အတွက်တတိကြီးစွာထားတဲ့ကြောင်းဆိုထားပါတယ်။နိုင်ငံတကာအစိုးရများနဲ့နိုင်ငံတကာအကူအညီပေးရဲ့အဖွဲ့များအနေနဲ့စကိုင်းတိုင်းနဲ့မန္တလေးတိုင်းတို့အပါအဝင်နိုင်ငံတဝန်းလုံးမှာငလျင်ပေးတံခန်းစားနေရတဲ့ပြည်သူများအတွက်အရေးပေါ် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အကူအညီများပံ့ပိုးပေးပါရန်ဂရင်းနီပြည်ကြားကလာအုပ်ချုပ်ရေးကောင်စီ IEC ကတိုက်တွန်းထားပါတယ်ရှင်။